အဲ့ဒီလက်ခံမိသားသချင်းလေးကဒီ2015မှာ audio ထွက်ပြီးတော့2016မှာမလို့ DVD album ထုတ်ဖို့အတွက် music video ရိုက်ရဖို့ဖြစ်လာတာပေါ့အဲ့တော့ music video ရိုက်ရမယ်ဆိုတော့အာမင်းသမီးဘယ်သူနဲ့ရိုက်ရင်ကောင်းမလဲဆိုတော့အဲ့ချိန်မှာဝမ်လေးတို့တငယ်ချင်းဒီမင်းမြင့်မုံနဲ့ပေါ့နော်မင်းမြင့်မုံရဲ့နောက်ပြီးတော့အောင်မင်းခန့်ရဲ့အာသူတို့နဲ့ရိုက်ကြမယ်ဆိုပြီးတော့ဒီ director ကောင်းဆန်ရနေပြီးတော့ဒီလက်ခံမိသားသချင်းလေးကိုအာရုပ်ရှင်ဇလန်းတွဲပုံစံလေးပေါ့ရိုက်ခဲ့တယ်ရိုက်တဲ့အချိန်မှာလည်း သုံးရက်တောင်ရိုက်ခဲ့ရတယ်ပေါ့နော်။သူကဇလန်တွဲပုံစံဆိုတော့ဝိုင်းလေးကတော့အဆိုကတ်ကိုတရက်ရိုက်ရတယ်။ကျန်တဲ့ဒီတိရုပ်ဆောင်ပိုင်းတွေကိုတော့နှစ်ရက်သူတို့ရိုက်ခဲ့ရတယ်ပေါ့နော်။ပြီးတော့အာဝိုင်းလေးရဲ့ဒီဟွာမှာဆိုလို့ရှိရင် music video တွေထဲမှာဆိုလို့ရှိရင်ဒီလက်ခံပြီးသားတခြင်းကလည်း cost တော်တော်များများကိုသုံးခဲ့တဲ့တခြင်းလို့လည်းပြောလို့ရတယ်ပေါ့နော်။ budget တော်တော်များခဲ့တယ်။အဲ့တော့ဒီတခြင်းလေး music video ထွက်လာတဲ့အခါမှာထပ်ပြီးတော့ပရိသတ်တွေကအာတတိထားမိသွားပြန်တယ်ပေါ့နော်။ဒီအာ ဟိုဟာနဲ့တရုတ်ဆောင်နေနဲ့ဒီတချင်းလေးနဲ့ဝိုင်းလေးနဲ့တွဲပြီးတော့လက်ခံမိသားကနောက်ထပ်ပြိသက်ရင်တွေကိုထပ်ပြီးတော့တိုးဝင်ရခဲ့တယ်။ဆိုတော့ဘယ်သွားသွားဒီတချင်းလေးကဝိုင်းလေးရှိုးပွဲတွေရဲ့အဖွင့်တချင်းဖြစ်ခဲ့သလိုတချင်းဝိုင်းလေးအစီအစဉ်ရဲ့နောက်ဆုံးပိတ်တချင်းပေါ့အပိတ်တချင်းလေးအနေနဲ့လည်းပြိသက်တွေနဲ့အများန်းစူဖို့ဆိုရတဲ့တချင်းတစ်ပုတ်ဖြစ်လာခဲ့တယ်ပေါ့နော်။